တပိတ်စကြောင်းတွေအနေနဲ့ရန်ကုန်မြို့ကိုဝင်ရောက်ပါကဥပဒေအတိုင်းအရေးယူသွားမယ်လို့အစိုးရကသတိပေးချက်ထုတ်ပြန်ထားပြီးမြန်လေးကနေထွက်ခွာလာတဲ့ပင်မတပိတ်စကြောင်းနဲ့အေယာဝတီတပိတ်စကြောင်းတို့ဟာရန်ကုန်မြို့ကိုဆက်လက်ချီတက်နေတယ်လို့သိရပါဗျ။ပင်မတပိတ်စကြောင်းအနေနဲ့ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီးပေါန်းတယ်မြို့ဘိုးဘွားရိတ်သားမှာဖေဖော်ဝါရီလ12ရက်နေ့နဲ့13ရက်နေ့မှာညအိပ်ရန်နာခဲ့ပြီးဖေဖော်ဝါရီလ14ရက်နေ့နနက်9:00ခန်းမှာရန်ကုန်မြို့ကိုစတင်ချီတက်လာခဲ့ပါတယ်။ နနက်7နာရီခွဲခန့်မှာနတလင်းမျိုးကိုရောက်ရှိကမျိုးအတွင်လှုံ့ဆော်ဟောပြောမှုတွေပြုလုပ်ခဲ့ပြီးနတလင်းဖျားကြီးမှာနေလယ်စားစားရနာခဲ့ကကျိုးပင်ကောင်းမျိုးမှာညအိပ်ရနာပြီးနောက်တနေ့မှာရန်ကုန်ကိုဆက်လက်ချီတက်မယ်လို့သိရပါဗျ။ ဒါအပြင်ပသိမ်မြို့ကနေရန်ကုန်မြို့ကိုအရောက်ချီတက်လာနေတဲ့ဒီမိုကရေစီပညာရေးအေယာဝရီကျောင်းသားတပိတ်စစ်ကြောင်းဟာလည်းဖေဗူလာ14ရက်နေ့မှာခိတတဲခိုရာကြိုက်လက်မြို့ကနေမိုးလွဲ့တနအီခွဲခန်းကစတင်ထွက်ခွာလာခဲ့ပြီးညနေ၄နာရီခန့်မှာဖျာပုံမြို့ကိုရောက်ရှိခဲ့ပါတယ်။အေယာဝရီကျောင်းသားတပိတ်စစ်ကြောင်းကိုဖျာပုံမြို့မှာညအိတ်ရနာကမူလအစီစဉ်အတိုင်းဒေဒီရဲမြို့ကနေကောမှုမြို့နဲ့ကွန်းချံကုန်းမြို့နယ်တွေကိုဖြတ်တန်းကရန်ကုန်မြို့ကိုအရောက်ချီတက်မှာဖြစ်ပါတယ်။ ပင်မတပိတ်စစ်ကြောင်းကနေဖေဖော်ဝါရီလ23ရက်နေ့မှာသဘောထားကြေညာချက်၈ချက်ထုတ်ပြန်ခဲ့ပြီးအဲ့ဒီကြေညာချက်၅ဘက်၅အချက်မှာဘာကတများအဖွဲ့ချုပ်ဦးဆောင်တဲ့မန္တလေးကနေရန်ကုန်ကိုခြေတက်နေတဲ့ဒီမိုကရေစီပညာရေးတပိတ်စစ်ကြောင်းရဲ့သဘောထားဟာမူလရည်ရွယ်ချက်ဆုံးဖြတ်ချက်နဲ့အညီဘလို့အခြေအနေမဆိုရန်ကုန်အရောက်ခြေတက်သွားမှာဖြစ်ကြောင်းအတိပေးအပ်ပါတယ်ဆိုပြီးဖော်ပြထားပါတယ်။ဒီလိုထုတ်ပြန်ကြေညာပြီးဖေဖော်ဝါရီလ23ရက်နေ့ညပိုင်းမှာပဲအစိုးရဘက်ကသက်ဆိုင်ရာအင်တာနက်လူမှုကွန်ရက်နဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေကတဆင့်တပိတ်စစ်ကြောင်းတွေဟာရန်ကုန်မြို့ကိုဆက်လက်ဥတီလှုပ်ရှားနေတာကြောင့်မလိုလားအတဲ့ပြဿနာတွေမဖြစ်ပေါ်စေဖို့နဲ့နိုင်ငံတော်လုံခြုံရေးတရားဥပဒေစိုးမိုးရေးရဲရွာအေးချမ်းသာယာရေးတို့အတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းကိုတပိတ်စစ်ကြောင်းတွေဝင်ရောက်ခြင်းမပြုနိုင်မှုဥပဒေနဲ့ညီဆောင်ရွက်သွားမယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။